အလုံးအလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့အာ easy tech မြန်မာနေပြီးတော့ជួសជួចပါတယ်ဒီနေ့အာကျွန်တော်တို့အာ share လုပ်ခြင်းတဲ့အကြောင်းအရာကတော့ဟိုကွန်ပျူတာ IT နဲ့ပတ်သက်ပြီးတော့ဒီစပြီးလေ့လာမဲ့သူတွေပြီးတော့ចောင်းတက်မဲ့လူတွေအတွက်ဖြစ်ပါတယ်တသဖြင့်မိဘတွေအတွက်လည်းပါပါတယ်အာကွန်ပျူတာပညာရေးရဲ့အာဒီအတမောရောပညာတစ်ခုရဲ့ထူးခြားချက်ကသူကတမယုကျဒီ college တွေတက်ပြီးမှပဲအလုပ်ရတာမဟုတ်ဘောကွာ အပြင်ကနေပြီးတော့ကိုယ့်အကိုတင်ယူပြီးတော့လဲအာဒီပညာပညာရက်တစ်ခုတင်လို့ရတယ်ကွာပြီးတော့ပြီးတော့သူတို့ရဲ့ certificate တွေ international certificate ရလို့ရှိရင်လည်းအလုပ်ကိုင်အခွင့်အလမ်းရှိတယ်။ဥပမာဆိုကြပါစို့ဆရာဝန်တို့ engineer တို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကျောင်းကို university ကိုတက်ကိုတက်မှရမယ်။အဲဒီကအာပွဲလမ်းမှာရမှာပဲ။တရားဝင်အလုပ်လုပ်ပိုင်ခွင့်ရှိတယ်ကွာ။အဲအဲ့လိုຢာလို့မျိုးလို့ရနိုင်တယ်။ဒါပေမဲ့ဒီ computer နဲ့ပတ်သက်တဲ့ထူးခြားချက်ကတော့ကိုကအပြည့်အစုံနဲ့ set တယ်လို့လုပ်လို့ရမယ်။ပြီးလို့ရှိလို့ရှိလို့ရှိရင်သူတို့ရဲ့ ဒီ international certificate ဒီကိုကိုယ့်အကို self study လုပ်ပြီးတော့သင်ကြားပြီးတော့ကိုယ့်အကိုပဲဖြည့်လို့ရတယ်။ကဲဒါနဲ့ပတ်သက်ပြီးတော့ပြောချင်တဲ့အကြောင်းအရာတစ်ခုကဒီနေ့ပြောမယ့်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ကွန်ပျူတာနဲ့အတမောကြောင့်ပြုမယ်ဆိုလို့ရှိရင်ဥပမာ option ၃ခုရှိတယ်ကွာဘယ်လိုမျိုးလဲဆိုတော့နံပါတ်၁အနေနဲ့ဆိုလို့ရှိရင် college IT ပညာရေးနဲ့ပညာရေးနဲ့ပတ်သက်တာရှိတယ်။ဒီကောင်ဘယ်လိုမျိုးလဲဆိုတော့ဒါတော့ရိုးရိုးရှင်းပါတယ်သူကအာဆယ်လန့်ဖြည့်မယ်အဲတတ်မှတ်ထားတဲ့အမှတ်အရေးချင်းရှိမယ်ပေါ့အဲ့ဒါဆိုလို့ရှိလို့ရှိရင်တော့ ဒီ traditional call လေးကိုသွားလို့ရမယ်။သူကနှစ်နှစ်ကနေသုံးနှစ်ရှိတယ်။အဲဒီကြောင်းနေပြီးတော့ဒီ program တွေလိုအပ်တဲ့ဟာတွေအကုန်လုံးကိုသင်ကြားပေးသွားမှာဖြစ်တယ်။အဲနံပါတ်1အနေနဲ့ကတော့ public college public college ဆိုတာကျတော့ဘယ်လိုမျိုးလဲဆိုတော့အစိုးရမှုတဲ့ဖွဲ့စည်းရနေပြီးတော့ကွာဥပမာ KMD တို့ MIC တို့အဲ့လိုမျိုးအပြင်ရသင်တန်းတွေပေါ့အပြင်ရသင်တန်းတွေရှိတယ်အဲ့အပြင်ရသင်တန်းတွေတက်ပြီးတော့လေအာကိုကလေ့လာလို့ရတယ်အလောက်ကရဖို့အခွင့်အရေးရှိတယ်ပေါ့ အာနံပါတ်3ချက်ကဘာလဲဆိုတော့ online ကတင်မယ်။ဟိုကိုယ့်ဟာကို set study လုပ်မယ် online ကတင်ပြီးတော့ဒီတို့ရဲ့ Microsoft တို့ဒီ AWS တို့ Cisco တို့ရဲ့တို့ရဲ့ certification software တွေကိုကိုယ့်ဟာကိုဝင်ဖြည့်မယ်။အာပြီးလို့ရှိရင်အလုပ်လုပ်တယ်ပေါ့။ဟိုအဲ့အမျိုးတွေလည်းရှိတယ်။အာအထူးသဖြင့်3 3မျိုးပေါ့ကိုယ့်နဲ့အဆင်ပြေတာဘာမျိုးကအဆင်ပြေတာလဲဆိုတာကိုအဲ့မှာကြည့်လို့ရမယ်။အာဒီနေ့ရှင်းပြမယ့်အကြောင်းအရာကအဲ့ဒါတွေရဲ့အကောင်းကျိုးဆိုးကျိုးတွေပေါ့။အာဘယ်လိုနဲ့အဆင်ပြေမလဲ။အာ ကိုယ့်အနေထားကိုကိုယ့်ရဲ့အနေထားပေါ်မူတည်ကိုယ့်ရဲ့အာ education background ကိုယ့်ရဲ့အာ financial အခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အချိန်ပေးနိုင်ပေါ်မူတည်ပြီးတော့ကြိုက်တဲ့ option ကိုရွေးလို့ရတယ်အာဒီဒီသုံးခုသလုံးကဘယ်သူမှားတယ်ဘယ်သူမှန်တယ်တော့မရှိဘူးဟိုမှာ college ပဲတက်အာတက်တာမှန်တယ်တို့ဒီ online ကတက်တာမှန်တယ်တို့အဲ့လိုမျိုးမရှိဘူးဒါကတော့တင်ယူတဲ့လူရဲ့အခြေအနေပေါ်မူတည်တယ်အာကိုယ့်ရဲ့လိုအပ်ချက်ကိုကိုယ့်အခြေအနေပေါ်မူတည်ပြီးတော့ကိုကဒါလေ့လာတာပေါ့နော် ကဲနောက်တစ်ခုသွားမယ်အာအဲ့အဲ့ဒါပြီးလို့ရှိရင်ဘယ်ကိုကျွန်တော်တို့သွားမလဲဆိုတော့ကဲနောက်တစ်ခုအနေနဲ့ကโอเคတခုချင်းစီကျွန်တော်ရှင်းပြမယ်ဥပမာအာနံပါတ်1ရှင်းပြခြင်းတဲ့ဟာကတော့ college id ပညာရေး college id ပညာရေးဆိုတာဘာလဲ college id ပညာရေးဆိုတာက तू ကအားသာချက်တရှိတယ်ဘာရှိလဲဆိုတော့သူ့ရဲ့ algorithm တွေ system တွေ theory တွေကို तू က basic သူတို့ lower ချက်ရကွာဒီ college ကနေပြီးတော့သူတို့ပေါင်မောက်ခါတွေဘာတွေက စီစဉ်စီစဉ်ပေးပြီးသားသူတို့ရဲ့ဒီဒီဆလီဗတ်ဒီအတိုင်းသွားယုံပဲ။အိုကေအဲ့ဒါပြီးလို့ရှိရင်ဘောလက်မှတ်ရ။ဘောလက်မှတ်ကြတော့တတ်တမ်းမရှိဘူးကွာပြောချင်တာ။အော်ဘက်ချလာဒီဂရီရတဲ့ IT နဲ့ပတ်သက်ပတ်သက်ပြီးတော့အဲ့ဒါဆိုရင်တော့တတ်တမ်းမရှိဘူးကွာတစ်ခါတစ်ခါဖြစ်ပြီးလို့ရှိရင်ကိုအောင်လက်မှတ်ရပြီ။ဘောရပြီကွာဘောလက်မှတ်ကတစ်သက်လုံးသုံးလို့ရတယ်။ပြီးတော့အနာဂတ်အတွက်ပညာရေးဆက်တယ်ဘလူးမျိုးလဲဆိုတော့ဆိုကြပါဦးကိုကဘက်ချလာပြီးတဲ့မာစတာတက်ချင်တဲ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ် အာနောက်တစ်ချက်ကကြတော့ network building အမှာကြောင်းပါမိတ်ဆွေတငယ်ချင်းတွေပေါ်မယ်ဆရာဆရာမတွေတွေ့မယ် intensive training တွေတချို့ college တွေဆိုလို့ရှိရင် intensive training တွေရှိတယ်ကွာ intensive training တွေဝင်လို့ရှိရင်ကိုကအတွေ့အကြုံရမယ်အလုပ်ကံခွင့်လမ်းတွေရှိမယ်ပြန်တင်ယူညနာနေနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ quality university ကသူတို့ရဲ့ lower ချက်တွေကအကုန်လုံးကိုဘာဘာဆက်တင်မယ်ဆိုတာကိုထည့်သွင်းစဉ်းစားပြီးသားဖြစ်တယ်။ဥပမာ subject ဆိုအာ subject ဆိုကျွန်တော်တို့အခုအာ IV IV tech ကိုသွားကြည့်မယ်ပေါ့ သူကြောက်ပါဆို IV tech ကိုအာအာ examen နဲ့ပြောမယ်ဆိုရင် information technology ကအာ support အော်သူသွားမယ်ဆိုကြပါဆိုအဲ့ဒီမှာဆိုလို့ရှိရင်သူចောင်းကဒီသင်တန်းတစ်ခုရဲ့သင်မဲ့ဟာအားလုံးကိုចောင်းကသူ့ရဲ့ silver တွေအကုန်လုံးဒီမှာအာသူကရှိထားပြီးသားဒါဆိုလို့ရှိရင် cyber security predator ဟာဒီចောင်းသားတစ်ယောက်ရဲ့လိုအပ်တဲ့ဒီ board တစ်ခုရောက်တဲ့လိုအပ်တဲ့အာသင်ယူညွှန်းနည်းတွေအကုန်ပါပြီးသားကိုကဘာမှစဉ်းစားနေကြမလို့သူတို့သင်မဲ့ဟာတွေအကုန်လုံးပါပြီးသား ဒီမှာအခြေခံနေတင်မယ် enterprise computer ဆိုပါလေအကုန်လုံးကိုသူကထည့်သွင်းပြီးတော့လုပ်ပြီးတော့စဉ်းစားစဉ်းစားကြရမလို့ဘာโอเคနောက်တစ်ခုကြည့်ကြပါဦးနောက်တစ်ခုအာ harvest ကဲ harvest မှာဆိုလို့ရှိရင်အာ computer science master degree ယူမယ်ဆိုလို့ရှိရင်သူက course က12ခုရှိတယ် online က12ခုတက်လို့ရမယ်တစ်ခုကတော့သူကအเจ้าမှာတက်ကိုတက်ရမယ်ပေါ့ ပြီးရင်တို့ရဲ့ဒီမှာကြည့်အာတို့ရဲ့ဒီ cost တွေမှာ data structure တို့ algorithm တို့ programming တို့ပြီးတော့ဘယ်လိုလိုမျိုးတွေတက်တင်လဲဆိုတဲ့ဟာတွေအားလုံးကိုတို့ကအာဒီမှာ outcome ဒီမှာ production job ပတ်သက်ပြီးတော့ computer science နဲ့ software engineer လောက်လို့ရတယ်ပေါ့ဒီ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 နဲ့ပတ်သက်ပြီးတော့ဒီ master ပြီးလို့ရှိရင်ပြီးဒီမှာသူ့ရဲ့ကွန်ဂျက်စကိတ်ဘယ်စက cost ကိုဘယ်လောက်တောင်းမှာဆို3ဒေါ်လာ3000နဲ့340 ကော်12ခုဆိုတော့ average ဆိုလို့ရှိရင်တော့4000လေးပါလောက်ကြာမယ်ပေါ့ဒါတော့ college ပညာရေးနဲ့ပတ်သက်တဲ့ဟာပေါ့ဒီကျောင်းတွေနဲ့ပတ်သက်တဲ့ဟာပေါ့အမှန်တရားကျောင်းတွေပေါ့ကမ္ဘာမှာနာမည်ရှိတဲ့ကျောင်းတွေရှိတယ်ကွာဟိုမှာ Chicago ရှိမယ်အာနယန်းရှိမယ် National University of Singapore ရှိမယ်ဒီကျောင်းတွေပေါ့ Okay အခု college ပညာရေးနဲ့ပတ်သက်ပြီးတော့အားနည်းချက်တွေရှိတယ်အားနည်းချက်တွေကဘာမျိုးလဲဆိုတော့ ဝင်ခွင့်ကိုဖြည့်ရတယ်ကွာဒီ university ကိုတောင်းတော့ဝင်ခွင့်ဖြည့်ရတယ်နောက်ပြီးလို့ရှိရင်ပမာယူမှာဆိုရင်တော့အထက်တန်းအောင်လက်မှတ်လိုတယ်အာအစိုးရအကြောင်းတက်မယ်ဆိုလို့ရှိရင်အမှတ်အမှတ်လည်းအကန့်သတ်ရှိတယ်ကိုကအမှတ်မီမှတက်လို့ရမယ်အမှတ်မီတက်လို့ရဘူးအာဒါမှမဟုတ်နိုင်ငံခြားမှာတက်တက်မယ်ဆိုလို့ရှိရင် international student အတွက်ဆိုလို့ရှိလို့ရှိရင်တော့ကိုက GED SAT TOEFL တို့ဘာလို့အဲ့လိုမျိုးဝင်ဝင်ကိုဖြည့်ပြီးတော့သူတို့လက်ခံတဲ့အမှတ်ကိုကိုကကြည့်ရမယ်။အာကိုတက်မဲ့ကျောင်းရဲ့ကျောင်းကအမှတ်ဘယ်လောက်တက်မှတ်လဲအဲ့ဒါသူကဘာကြီးလိုရလဲလိုရတာကြီးကိုကြည့်ရမယ်။အာပြီးတော့ နောက်တစ်ခုအာ university တက်လို့ရှိလို့ရှိရင်ကျောင်းနဲ့ college ရဲ့သူကနာမည်ပုံမူတည်ပြီးတော့လဲသူကအာအလုပ်ရတာကွာချောင်းမှုရှိတယ်ဥမာဗမာပြည်ကကျောင်းတက်လို့ရှိရင်ကွာနိုင်ငံခြားအတိမတ်ပြုမှုတိမ်မရှိဘူးလို့ပြောမလဲအလုပ်ကံရဖို့အတွက်ဆိုရင်နောက်ထပ် certificate တွေလိုတယ်အာ university တို့အဲ့လိုမျိုးပဲဟိုနံပါတ်ရှိတဲ့ကြောင့် Harvard မှာတက်တဲ့ကောင်နဲ့ UUIB ထက်မှာတက်တဲ့လူနဲ့မတူသလိုပဲအာဒီနေရန်မှာတက်တဲ့လူနဲ့ဒီ Cambridge မှာတက်တဲ့လူနဲ့ အလောက်ကရဖို့အခွင့်ရေးချင်းတော့တူမှာမဟုတ်ဘူး။ဟောနောက်တစ်ခုရအားနည်းချက်ကဘာလဲဆိုကုန်ကျစရိတ်များတယ်။ကုန်ကျစရိတ်များဆိုအခုမှစူးကြပါဆိုကွာနှစ်နှစ်ဆိုရင်နှစ်နှစ်အာ၃နှစ်ဆို၃နှစ်၄နှစ်ဆို၄နှစ်အဲ့အတွက်ကုန်ကျစရိတ်ရှိတယ်ပြီးရင်တော့အာ full time တက်တယ်ဆိုတော့အလုပ်လုပ်ဖို့လည်းအဆင်မပြေဘူး။ရရရကွာ part time တော့လုပ်လို့ရတယ်ဒါပေမဲ့အာနှစ်နှစ်မဟုတ်၄နှစ်လောက်ကိုကိုကတော့ investment လုပ်ရမှာ။အာဒါပေမဲ့ နောက်နောက်တစ်ခုရှိတာပါလို့အဲ့ဒါကြီးပြီးပါလို့ပြီးလားဆိုမပြီးဘူးအလုပ်ဝင်မယ်ဆိုလို့ရှိရင် experience လိုတယ် experience ဆိုတော့ industry training ဝင်ပေါ့အဲ့ဒါအဲ့ဒါဟိုဟာဖြစ်တာ certificate တွေပြန်တောင်းပြန်အောင်ဥပမာ Microsoft ဆိုတော့ Microsoft သူ certificate တွေချို့အလုပ်တွေဆိုတော့အာအာ Cisco တို့ပါအောင်ဆိုရင်တော့ချို့ network နဲ့ပတ်သက်တာဆို Cisco အောင်လုပ်မှရှိလားအဲ့ဒါကြီးပြန်တောင်းတယ်အဲ့တော့ကိုယ်ကအဲ့ဒါကြီးတော့ပြန်ဖြေရမှာဒါ college ရဲ့ဒီအာပြောချင်တာအားနေချက်ပေါ့ကွာ နောက်ခုဆက်သွားမယ်နောက်တစ်ခုကဘာနဲ့ပတ်သက်ပြီးပြောမလဲဆိုတော့အာ public college နဲ့ပတ်သက် public သင်တန်းတွေပေါ့အာ public သင်တန်းတွေရဲ့အသက်ချက်ကဘာလဲဆိုတော့ဥပမာ KMT တို့ MFSI တို့ဘာလို့ပေါ့အင်းအဲ့ဒီနဲ့ပတ်သက်ပြီးတော့လေအာအာပြောပြလို့ရတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့လေရှင်းပြမယ်နော် Okay public နဲ့ပတ်သက်တဲ့ကျွန်တော်သင်တန်းတွေကြတော့ဘာကွာခြားမှုရှိလဲဆိုတော့ ဆိုရပါစို့အာဝင်ဝင်ပုတ်ပြက်ခွာချမှုရှိတယ်ဆိုအာသာကြတဲ့ပါဆိုဝင်ဝင်ဖြေစရာမလိုဘူးကွာဥပမာ၁၀နဲ့အောင်ယုံနဲ့တက်လို့ရတဲ့ဟာမျိုးတွေရှိတယ်အာပြီးလို့ရှိရင်အာညနေပိုင်းတင်တဲ့နေကွာ weekend တွေရှိတယ်ကွာ sending တွေတင်လို့ရတဲ့ဟာတွေရှိတယ်သူကအလုပ်လုပ်ရင်းနဲ့ကြောင်းတက်လို့ရတယ်အဆင်ပြေတယ် public ကတင်နှမ်းကြတော့သူကချို့ဆိုရင်တော့အလုပ်ပြီးမှညနေပိုင်းတင်တဲ့ဆိုတက်တာပြုမနေ့စောစောတော့တက်တာဒါမှမဟုတ် weekend ပေါ့ sending တွေတက်တာလို့ ရတယ်ပြီးလို့ရှိလို့ရှိရင်ကိုကြိုက်တဲ့မိကြောကွာကိုကကိုရွေးချယ်ပိုင်ခွင့်ရှိတယ်ဟိုမှာကိုကတစ်ခုတက်ချင်အာဆိုကြပါစို့အာ Microsoft နဲ့ပတ်သက်တာပဲတက်မယ်ဒါမှမဟုတ် A+ ပဲတက်မယ်အဲ့လိုကိုကတည်ဆံယူလို့ရတယ်ဒါပေမဲ့အချိန်နဲ့ပတ်သက်လို့ရှိရင်သူကအချိန်ကြတော့ကိုရဲ့သင်တန်းပုံမှုတွေကတစ်နှစ်ပဲတက်မလားတစ်နှစ်နဲ့ပဲ certificate ယူမလားတစ်နှစ်ပဲဟိုမှာနှစ်နှစ်နဲ့တက်မလားကုန်ကြစီနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ university လောက်တော့ကုန်ကြစီမရှိဘူးကုန်ကြစီနည်းနည်းတယ်။သူကသင်တန်းလိုက်သွားတော့ ပြီးလို့ရှိလို့ရှိလို့ရှိရင်တော့အာလက်တွေ့သူ universe ဆိုတော့သူကသူအပြင်အကြောင်းတွေကလက်တွေ့အပိုင်းမှာနည်းနည်းပုံများတယ်အာဥပမာဆိုကြပါစို့အာကျွန်တော်တို့အာဘဝကြီးမှာဆိုတော့ဟိုလောလောဆယ် K အာဆိုကြပါစို့ကွာ K ရဲ့ KMD ထားပါတော့ KMD ဆိုလို့ရှိလို့ရှိရင်ကိုတက်ချင်တဲ့ program ကိုကြည့်မယ်ဟို region အာ diploma diploma နဲ့ပတ်သက်ပြီးတော့အာဘာတွေတက်လို့ရမလဲပြီးလို့ရှိလို့ရှိလို့ရှိရင် network နဲ့ပတ်သက်တာဒါမှမဟုတ်ဘဲနဲ့ကိုက စုကြပါစို့အာ professional cost ပဲတက်မယ် professional cost မှာလုံးဝ A+ တို့အာ A+ နဲ့ပတ်သက်တာတက်မယ်ဆိုရင်ဒီမှာ A+ နဲ့ပတ်သက်တာအဲ့လိုမျိုးတစ်ခုချင်းနေတင်လို့ရတယ်ကွာ network ဆို network နဲ့ပတ်သက်တာ A+ တက်မယ်ဆိုရင်ဒီကောင်ဆိုလို့ရှိလို့ရှင်သူက나이40လောက်တော့ကြာမယ် online ကဖြစ်ဖြစ်ဟိုဟာဖြစ်ဖြစ်တက်လို့ရတယ်နော်အာသူရဲ့အားသာချက်တွေပေါ့ဒီအပြင်တင်တန်းကြောင်းတွေတက်မယ်ဆိုလို့ရှိလို့ရှင် အာအားနှစ်ချက်ကဘာလဲဆိုတော့အားနှစ်ချက်ကဘာရှိလဲဆိုတော့အဲဂေးဘမဟာယူမာနီမှာဆိုရင်တော့အစိုးရအလုပ်အလုပ်အတွက်ဆိုရင်တော့အကန့်အသတ်ရှိတယ်။အာအပြည်ပမှာအလုပ်လုပ်မဲ့လူကြတော့ဘာလို့လဲဘာပြန်လူပြန်ဆိုတော့အဒီဒီပြည်ပမှာဆိုလို့ရှိရင်တော့ဒီ international အသိမဲ့ပြုတဲ့ certificate တွေပြန်ဖြေရမယ်။အဲနောက်တစ်ခုကအန်တန်ကကြမှာကျောင်းကိုကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ပြီးလေ့လာမယ်ကျောင်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီ university ကို join နေတယ်ဆိုရင်တော့ကျောင်းဝင်ကပြန်ဖြည့်ရမ နော်အဲ့ဒါသူ့ရဲ့အာအာနေချက်တွေပေါ့ကွာအာနောက်တစ်ခုဆက်သွားကြပါစို့နောက်တစ်ခုကဘာသွားမလဲဆိုတော့နောက်တစ်ခုကနေပြီးကျွန်တော်တို့ဟိုက online နဲ့ပတ်သက်ပြီးတော့ online ကနေကိုယ့်ဟာကို success story လုပ်မယ်ပြီးတော့ certificate တွေအာယူမယ်ဆိုလို့ရှိရင်အာသူ့ရဲ့အသက်ချက်တွေကဘာရှိလဲဆိုတော့ online ရတင်မယ်ဆိုလို့ရှိလို့ရှိရင်တော့ဝင်ခွင့်ဝင်ခွင့်ဖြစ်စရာမလိုတော့ဘူးကွာပြီးတော့ internet ရှိအောင်နဲ့ကိုယ်ကနေရာတိုင်းမှာလေ့လာလို့ရမယ် YouTube ရလေ့လာလို့ရမယ်ပြီးလို့ရှိလို့ရှိရင် Udemy တို့အဲ online class တွေကလေ့လာလို့ရမယ် အာပြီးလို့ရှိရင်ကိုကြိုက်တဲ့ဟာပေါ့ကိုက software developer လုပ်မှာလားဒါမှမဟုတ်လို့ရှိရင် system administrator လုပ်မှာလားဒါမှမဟုတ် networking ပဲတော့မှာလားအဲ့ဒါတွေကိုကြည့်ပြီးတော့ကိုကကိုရွေးချယ်ပြီးတက်လို့ရတယ်ပြီးတော့သူ့ရဲ့အားတက်ချက်ကပါလဲဆိုတော့ကိုတင်တင်သလောက်ပဲကိုကဆိုကြပါစို့အာ network engineer ဖြစ်နေဆိုကိုကိုကြိုးစားကြိုးစားသလိုပဲတစ်နှစ်တွင်းမှာလဲ certificate တွေကိုရပြီးတော့ network engineer အနေနဲ့အလုပ်ကိုရှောက်လို့ရမယ်အာသူ့ရဲ့အားတက်ချက်ကပါလဲဆိုတော့ကုန်ချစရိတ်သက်တာ ကိုက success rate လို့တဲ့တော့ကွန်ကြစီမရှိဘူးကွာနောက်ဆုံးကုန်လို့ရှိရင်ကွာအဟွာလောက်ပဲကုန်မယ်အီဇန်ကြီးလောက်ပဲကုန်မယ်အီဇန်ကြီးလောက်ပဲကုန်မယ်ပြီးတော့ကိုယ့်ဟာကိုယ်တင်တာဆိုတော့အတွက်ဟိုဈေးစကဟို safe ဖြစ်အောင်လုပ်ရတယ်ပြီးလက်တွေ့တင်ကြမှုဘိုင်းဆိုင်ရာရှိမယ်ကွာကိုယ့်ဟာကိုယ်လက်တွေ့လုပ်မယ်အဲအိမ်မှာပေါ့ home lab တွေပါတွေလုပ်မယ်ပြီးတော့အလုပ်ကင်ခွင်လန်းတွေလည်းသူကလည်းရှိပါတယ်အဲသူ့ရဲ့အားနေချက်ကဘာလဲဆိုတော့သူ့ရဲ့အားနေချက်ကအစိုးရအလုပ်လုပ်ဖို့မလွယ်ဘူး ပြီးလို့ရှိရင်အောင်လက်မှတ်တွေအောင်လက်မှတ်တွေဆိုတော့ဥပမာ Cisco တို့ A+ တို့ Netplus တို့ဖြီးလို့ရှိရင်သူ့အောင်လက်မှတ်ကအာ average ကအာ3နှစ်လောက်တော့ရတယ်3နှစ်လောက်ပြီးလို့ရှိရင်တစ်ခါကျရင် renew ပြန်လုပ်ရတာမျိုးတွေရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုက SaaS တွေဆိုတော့ကိုယ့်အကူရှာဖို့ရတယ်ကိုယ့်အကူရှာဖို့ရကိုယ်တင်ကျင်းတဲ့ဟာကိုကိုယ့်အမကိုယ့်အကူ YouTube မှာလိုက်ကြည့်ရမယ်လိုက်ရှာဖို့ရမယ်အာပြီးတော့ကိုယ့်ရဲ့ကိုယ်လိုချင်တဲ့ဆက်ပြတ်တွေကိုကိုယ့်အကူရှာဖို့ရမယ်အဲအကေ online ကတင်မဲ့ certificate တွေဆိုအခုကျွန်တော်ပြောချင်တာကတော့ ဒီမှာပြထားတဲ့ဟာက global approval အာ certification အာနိုင်ငံတကာအသိမှတ်ပြုတဲ့ဟာမျိုးတွေပေါ့အခုအခုလေရေပန်းစတာက con TIA ကလည်းရေပန်းစတယ်ပြီးတော့ Microsoft ပြီး Cisco AWS Google အသူတို့တွေကနေပြီးတော့အဲ့ vendor တွေကနေပြီးတော့ provide လုပ်ထားတဲ့ certificate တွေပြည့်လို့ရတယ်ဥပမာ Microsoft နဲ့ပတ်သက်ဆို Microsoft နဲ့ပတ်သက်တဲ့ certificate တွေပြည့်လို့ရတယ်အဲပြီးလို့ရှိလို့ရှင်အာ A+ ဆိုတာဒီအခြေခံတွေပေါ့ ရှိကနေ cloud based နဲ့တော်တော်ရှင် Google တို့ AWS တို့ကလည်းသင်တဲ့အောင်လမ်းမတ်တွေရှိတယ်အဲအောင်လမ်းမတ်တွေကိုဖြည့်လို့ရတယ်အာဒီနေ့ကျွန်တော်တို့ focus ထားတဲ့ဟာကတော့အဓိကတော့ online class နဲ့ဒီဒီ certificate တွေအကြောင်းကိုကျွန်တော်ကသိချာအာရှင်းပြခြင်းတယ်အာ online class ရဲ့ဒီအားနည်းချက်တွေကတော့ခုနပြောပြသွားပြီပေါ့နော်အဲအားတွေရှိတယ်ပေါ့ okay အဲ့ဒီမှာအာကျွန်တော်အခုပြောခြင်းတဲ့ဟာကတော့ ဒီ job နဲ့ပတ်သက်ပြီးအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စွကြပါစို့ပြောကျင်တယ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလိုမျိုးတွေအာရှိမလဲဆိုတော့ကျွန်တော်အခုစွကြအာဥပမာစွကြပါစို့စင်ကာပူမှာအလုပ်လျှောက်မယ်ပေါ့စင်ကာပူမှာလှောက်ဆောင်မယ်ဆိုလို့ရှိလို့ရှင်ဒီမှာ IT အာ desktop technician ဆိုလို့ရှင်သူလာက2900နေပြီးတော့4000ကျော်လောက်တွေရှိတယ်သူရတော့ requirement တွေကဒီမှာရှိတယ်အာ PC repair အာပြီးလို့ရှင်သူရအောက်မှာကြည့် requirement requirement မှာ သူက one year experience pc validity fee ရှိရမယ်ပြီးလို့ရှိရင်ဒီမှာ a plus certificate or equivalent desire ဒီ a plus certificate ကိုရှိရမယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒီအလုပ်ကို apply လုပ်လို့ရတယ်ဒီ international နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော့ဒါမျိုးတွေရှိတယ်ကဲနောက်တစ်ခုအာကျွန်တော်ကြည့်ကြပါစို့အာဒီမှာကစင်ကူနဲ့စင်ကူမှာရှိတဲ့အလုပ်ကိုင်းနဲ့ပတ်သက်တဲ့ဟာတွေပေါ့အော်ကွန်ပျူတာနဲ့ပတ်သက်လို့ရှိရင်အာသူက by requirement လို့လဲလို့တဲ့ဟာအားလုံးကိုဒီမှာ အကုန်လုံးရေးထားတာရေးထားတာတွေ့မယ်အအဓိကတော့အာ system administrator လုပ်မယ်ဆိုလို့ရှိရင်တော့ Microsoft online တွေကတစ်ခုလောက်တော့ရှိတင်တယ်ကဲ online တွေအကြောင်းကိုကျွန်တော်ဆိုကြပါစို့အလုပ်အကိုင်ခွင့်လမ်းတွေ IT job နဲ့ပတ်သက်ပြီးတော့အခုအလူငယ်တွေပေါ့အမတည်သေးတဲ့လူတွေပေါ့ junior သမားတွေပေါ့ဒီကိုကဘယ်ရို့သွားမှာလဲ ျွန်တော်တို့ ID နဲ့ပတ်သက်ပြီးတော့အလုပ်တွေရှိမှာဆိုတော့ ID support နဲ့ administrator ဒီအပိုင်းကတော့ entry level ပေါ့ဒီ entry level မှာအ IT နဲ့ပတ်သက်ပြီးတော့ ID level မှာအကို assistant administrator ဆိုလို့ရှိရင် system administrator နဲ့ဘယ်လိုမျိုးတွေဖြည့်ရမလဲဆိုတာကိုဟိုကျွန်တော်ဆက်လက်ပြောပြောပြောပြီးမှဖြစ်ပါတယ်အခုလောလောဆယ်ကျွန်တော်ပြောချင်တာ ID support နဲ့ administrator အဲဆိုလို့ရှိရင် assistant administrator ရှိမှာ network ရှိမှာ IT technician ရှိမှာ network နဲ့ပတ်သက်လို့ရှိရင်တော့ network engineer ရှိမယ်။ပြီးလို့ရှိရင် cloud engineer ရှိမယ်။ပြီးလို့ရှိရင်အာအာ voice ip engineer voice sp engineer ဆိုတာဒီဖုန်းလိုင်းကနေပြီးတော့သူ voice ip တွေသုံးတာအာဟာမျိုးတွေပေါ့။ပြီးရင်ဒီ software developer engineer တွေ software developer software developer ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီကိုက application တွေရေးတာပေါ့။ အဲဒါပေမဲ့ software developer မှာဘာလို့ဆို programming language တွေအများကြီးရှိသေးတယ်အဲ့ဒါတွေကိုနောက်ဗီဒီယိုမှာကျွန်တော်ဆက်လက်ရှင်းပြမယ်ပြီးတော့ web developer အာ mobile application developer အာသူကဒီဒီဒီသူက specialize တွေရှိတယ်ကွာဥပမာဆိုကြပါစို့ UI designer ရှိတယ် the gamer developer ရှိတယ်အာ cyber security အာ cyber security ကြတော့သူကအ ਨੇ ဆုံးတော့ဒီ system administrator တို့ network administrator တို့ပြီးတော့မှဒီဘက်ကိုဒီတွားတာကောင်းတယ်ကွာဘာလို့ဆိုတော့ အဲ့ဒါတွေသိမှပဲဒီ cyber security နဲ့ပတ်သက်ပြီးတော့ကိုကနားလည်မှာဒီ AI နဲ့ပတ်သက်တာရှိတယ်ကွာအောက်မှာဆိုလို့ရှိရင်တော့ DJ တွေရှိတယ်ပေါ့တချို့အလုပ်အလုပ်ကိုင်းခွင့်လန်းတွေရှိတယ်ဖြစ်ရအ developer engineer cloud and developer engineer ဒီကောင်းနေကြတော့အာအရင်ဆုံးကိုကဒီ entry level မှာရပြီ ID technology အဲ့အဲ့ရ base ကိုယူပြီးတော့ကိုကကိုသွားကျင်တဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့ကိုကလေ့လာရမှာဖြစ်တယ် အကေမေးစရာမေးခွန်းရှိရဆိုလို့ရှိလို့ရှိရင်လည်းအာကျွန်တော် page နဲ့အာကျွန်တော်တို့ YouTube channel ရှိပါတယ်အာထပ် easy မြန်မာအာမာလာပြီးတော့မေးလို့ရပါတယ် Facebook အာ page လည်းရှိပါတယ်အဲ့ရနေပြီးတော့မေးလို့ရပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲအာဒီတက်သိကျင်တာများရှိလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ channel ကိုအာအာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်အာနောက်ပြီးကြတော့ဒီအားနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ဗီဒီယိုတွေဆက်လက်တင်ပေးပါမယ် အာဒီပြပါမယ်အထူးသဖြင့်တော့ဒီမှာ ID job နဲ့ပတ်သက်ပြီးလို့ရှိရင် system administrator ဆိုရင်တော့အော်ဘာတွေလိုအပ်တယ်လိုအပ်တဲ့ဟာတွေကို online ကနေပြီးတော့အာကျွန်တော်အာ knowledge sharing ပေါ့လုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲနောက်ဗီဒီယိုမှာဆက်လက်ကျွန်တော်တို့တွေ့ကြတာပေါ့